မာကုအခန်းကြီး30အခန်းငယ်32ကနေ34အထိကိုကျွန်တော်တို့လေ့လာကြရအောင်မာကုအခန်း30အခန်းငယ်32ကနေ34အထိကိုဖတ်မယ်ယေရုရှလင်မြို့သို့တက်သွားကြရာလမ်းမှာယေရှုသည်တပည့်တော်တို့ရှေ့၌ကြွတော်မူစဉ်သူတို့သည် မိန်မောတွေ့ဝေ၍ကြောက်ရွံ့သောစိတ်နှင့်လိုက်ကြ၏ထိုအခါကိုရောသည် တကြိတ်နှစ်ပါးတို့ကိုတဖန်ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏လူသားသည်ယေပရောဟိတ်အကြီးကျမ်းပြုတ်စရာတို့လက်သို့ရောက်လိုက်မည်ထိုသူတို့သည်တေပစ်ကိုစီရင်၍တပားအမျိုးသားတို့လက်သို့အနှံကြလိုက်မည်သူတို့သည်လည်းလူသားအားပြည့်ရပြုတ်ခြင်းရိုက်ပုတ်ခြင်းတွေ့နှက်ထွေးခြင်း အသေးတတ်ချင်းကို ပြုတ်ကြလိုက်မည်သုံးရမြောက်တော်နေ၌ထမြောက်လိုက်မည်ဟု၍မိမိကို၌ရောက်လက်တန့်သောအမှုအရာတို့ကိုတပည့်တော်တို့အားမိန်တော်မူ၏ဒီချမ်းချက်မှာသခင်ယေရှုကမိမိအသေးခံမဲ့အကြောင်းကိုတပည့်တော်တို့ကိုကြိုတင်ပြော့ပြောပြထားပါတယ်မိမိအသေးခံမဲ့အကြောင်းသခင်ယေရှုကကြိုတင်ပြောပြတော်မူခြင်းဟာဒီတစ်ချိန်ပဲမဟုတ်ဘူး မာကုအခိုင်း၈အခန်းငယ်37မှာတစ်ချိန်မာကုအခိုင်း9အခန်းငယ်37ကနေ32မှာတစ်ချိန်အခုဒီတစ်ချိန်နဲ့ဆိုရင် တတရအချိန်မြောက်ရှိသွားပြီဖြစ်တယ်ယေရှုခရစ်တော်ကဒီလောကမှာမိမိကြွလာခြင်းဟာအသေးခံမှုဖြစ်တယ်ဆိုတာအစကတည်းကသိတော်မူပါတယ်လောကတိုင်းမှာမိမိအသေးခံမဲ့အချိန်နီးလာတာနဲ့အမျှတပည့်တော်တို့ကိုထက်ခါထက်ခါ ပြောပြပါတော့တယ်မာကုအခန်း30အငယ်32မှာယေရုရှလင်မြို့သို့တက်သွားကြရာလမ်းမှာယေရှုသည်တပည့်တော်တို့ရှေ့၌ကြွတော်မူစဉ်သူတို့သည် မိန်မောတွေ့ဝေ၍ကြောက်ရွံ့သောစိတ်နှင့်လိုက်ကြ၏ယေရုရှလင်မြို့ကိုသူတို့တက်သွားကြတယ်ရှေ့ဆုံးမှာဘသူတက်သွားသလဲယေရှု ိုတော်တိုင်းရှေ့ဆုံးမှာဥဆောင်ပြော့ယေရုရှလင်မြို့ဘက်ကိုတက်သွားတယ်။တပည့်တော်တို့ကအဲ့ဒါကိုကြည့်ပြော့ဘာတွေဖြစ်နေတယ်လဲ။မိန်မောတွေ့ဝေချင်းရှိကြတယ်။ဒါပဲလား။ကြောက်ရွံ့နေကြတယ်။ဘာကြောက်လဲ။ဘာကြောက်လဲဆိုရင်ယေရှုကိုယူဒဘာသာရေးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်တွေကဖမ်းပြော့အသေးတတ်ဖို့ရှာချနေကြတယ်ဆိုတာကိုတပည့်တော်တို့ကသိတယ်။ ဒီတစ်ခေါက်ယေရုရှလင်မြို့ကိုသူတို့တွားကြမယ်ဆိုရင်ယေရှုကိုယုဒဘာသားကြီးကောင်းဆောင်မြတ်နဲ့သူတို့ရဲ့နောက်လိုက်တွေကဖမ်းပြော်အသေးတတ်ကြမယ်ဆိုတာကိုသူတို့ကတွတ်ထားတယ်။ယောဟန်အခိုင်း၁၁မှာဆိုရင်ကဲငါတို့ယေရုရှလင်မြို့ကိုတက်သွားကြမယ်လို့တကယ်ယေရှုကတပည့်တော်တို့ကိုပြောပြတဲ့အခါမှာတောမတ်ကဘယ်လိုပြောတယ်လဲသိလား။ယေရုရှလင်မြို့မှာကိုရော်နဲ့အတူအသေးခံဖို့ငါတို့တွားကြရအောင် ဒီတစ်ခေါက်ယေရုရှလင်မြို့ကိုသူတို့တွားရင်ယူဒဘာသာကြီးကောင်းဆောင်များနဲ့သူတို့ရဲ့နောက်လိုက်များကယေရှုကိုဖမ်းပြီးတော့အသေးတက်တော့မယ်ဆိုတာသူတို့ကတွတ်ထားတယ်ဒါမဲ့ယေရှုကတွန့်ဆုတ်သလားမတွန့်ဆုတ်ဘယ်နေရာမှာနေရာယူပြီးတော့တွားလဲရှေ့ဆုံးမှာတက်သွားတယ်ဘာကြောင့်လဲအသေးခံဖို့လူစားတရားဖြင့်ကြွလာတော်မူသောသူဖြစ်တော်ကြောင့်မိမိအသေးခံရမှာကိုတွန့်ဆုတ်ခြင်းမရှိပဲ မိမိရင်ဆိုင်ရမယ့်အမှုအရာတွေကိုရင်ဆိုင်ဖို့အစဉ်သင့်ရှိနေတယ်တပည့်တော်တို့ကမိမောတွေ့ပြီးတော့ကြောင်ညွန့်တဲ့စိတ်နဲ့လိုက်သွားကြတယ်အဲ့ဒီအခါမှာသခင်ယေရှုကအခန်းငယ်32နောက်ဆုံးပိုင်းမှာ ထိုအခါကိုရောသည်တကြိတ်နှစ်ပါးတို့ကိုတဖန်ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏အခန်းငယ်33မှာလူသားသည်ယစ်ပရောဟိတ်အကြီးကျမ်းပြုတ်စရာတို့လက်သို့ရောက်လိုက်မည် ထိုသူတို့သည်တေပြစ်ကိုစီရင်၍တပားအမျိုးသားတို့လက်သို့အနှံကြလိုက်မည်ယစ်ပရောဟိတ်အချီးဆိုတာဘသူတွေကိုပြောတာလဲအဲ့ဒီခေတုံးကယူဒဘာသာရေးကောင်းဆောင် အချီးတွေဖြစ်တယ်သူတို့တွေကယေရှုကိုဖမ်းပြော့တေတံပေးဖို့နီလန်းရှာနေတာကြာလှပြီဒါပေမဲ့တကယ်ယေရှုကမိမိအသေးခံမဲ့အချိန်မရောက်မီတိုင်အောင်သူတို့ရဲ့ဖန်ဆီးခြင်းကိုလုံးဝမခံဘူး မိမိအတေခံမဲ့အချိန်ရောက်လာတဲ့အခါကျတော့ကြိုတင်ပရော့တပည့်တော်တို့ကို ပြောပြခဲ့တဲ့အတိုင်းပဲယေရှုအပေါ်မှာရောက်လာတယ်။သခင်ယေရှုကယေပရောဟိတ်အကြီးများနဲ့အကျံပြုတ်ဆရာတို့ကသူ့ကိုဖမ်းဆီးပရော့တေတံပေးဖို့ရန်သူတို့စီရင်ကြမယ်ဆိုတာမရောက်လာမီကလေးကမဖြစ်ပြတ်မီကလေးကကြိုတင်ပရော့တည်တယ်။သခင်ယေရှုကဘလို့လို့ကြိုတင်တည်တာလဲ။သခင်ယေရှုသည်တမန်ကျမ်းစာကို စေ့စေ့သိရှိတော်သူ လူတရားချက်ကပါလေဖယားသခင်သည်အနာဂတ်မှာဖြစ်ပျက်မဲ့အရာအလုံးကိုဂျိုတင်တည်တော်မူတယ်။အဲတော့ယေရှုခရစ်တော်ကသူ့အပေါ်မှာရောက်လာမဲ့အမှုအရာအလုံးကိုတည်တော်မူခြင်းမှာယေရှုခရစ်တော်သည်ဖယားဆစ်ဆစ်ကနေလူစားတိအဖြစ်ကိုခံယူတော့ဖယားသခင်ဖြစ်တော်မူသောကြောင့်အနာဂတ်မှာမိမိအပေါ်မှာရောက်လာမဲ့အမှုအရာအလုံးကိုဂျိုတင်တည်တယ်။ဒါပဲလားမဟုတ်ဘူး။ လူသားအားလုံးကိုလည်းသိတော်မူတဲ့အကြောင်းနဲ့လူတို့ရဲ့စိတ်နှလုံးထဲမှာတွေးခေါ်ကြံစီတဲ့အတွေးအခေါ်အားလုံးကိုလည်းသိမြင်တော်မူကြောင်းယောဟန်အခိုင်နှစ်အငယ်24ရာနေ25မှာဖော်ပြထားတယ်။အဲ့ဒါမှာတက္ကရေရှုကဟိုလူကဘယ်သူလဲဟဲ့။ဘာအလုပ်လုပ်တယ်လဲဟဲ့။ဘဘဘမတူနေတယ်ဆိုပြတော့လူတူတယောက်ရဲ့အချောင်းကိုသိမြင်ဖို့ရန်ဘသူ့ကိုမှတော့မေးဖို့မလိုဘူးတဲ့။မအားကြောင့်လဲဆိုရင် ်ယေရှုသည်ခတ်သိမ်းသောလူတို့ကို၎င်းခတ်သိမ်းသောလူတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့အရာအားလုံးကိုလည်းသိတော်မူကြောင်းကျွန်တော်တို့ကိုပြောပြထားတယ်။နောက်တစ်ခုကပါလဲဆိုရင်ယေရုရှလင်မြို့မှာရှိတဲ့ဗိမာန်တော်ဟာဖျက်ဆီးခြင်းခံရမယ်လို့ဂျိုတင်ဘော့ပြောပြထားတယ်။ဂျိုတင်ပြောပြထားတဲ့အတိုင် AD 80မှာယောမစစ်သူရဲများကဗိမာန်တော်ကိုဖျက်ဆီးပစ်တယ်။ဘာဖြစ်လို့ဗိမာန်တော်ဖျက်ဆီးခြင်းခံရတာလဲသိလား။အဲ့ဒီဗိမာန်တော်မှာ ထားတဲ့အသွန်အဆောင်အလုံးဟာယေရှုပြည့်စုံစေတော်မူမဲ့ကယ်တင်ခြင်းအမှုကိုပုံဖော်ပြသထားတာဖြစ်တယ်။လဝကတိုင်မှာယေရှုအသေးခံပြီးတဲ့နောက်အဲ့ဒီပုံဖော်ချက်တွေကိုဆက်ပြီးတော့သုံးဖို့လို့လားမလိုတော့ဘူးမလိုတော့တဲ့အတွက်အဲ့ဒီဗိမာန်တော်ကိုအကုန်လုံးယောမစစ်သူရဲတွေကိုဖျက်ဆီးရတဲ့အခွင့်ကိုပေးတယ်။အခုယူဒလူမျိုးတွေကတရိတ်ဆန်ရစ်တွေကိုမပူဇော်တာနှစ်ပေါင်း2000ကျော်သွားပြီ။ယူဒလူမျိုးတွေက ရစ်ကောင်တွေကိုဘာဖြစ်လို့ပူဇော်တယ်လဲဆိုရင်ဘုရားသခင်ကပူဇော်ခိုင်းတာဘာကြောင့်လဲအပြစ်ဖြေဖို့ရန်အတွက်ဖြစ်တယ်အပြစ်ဖြေဖို့အတွက်ဆိုရင်အသေးခံမှုလိုတယ်အပြစ်ရခါပါလဲသေခြင်းအပြစ်ရှိသောသူကိုအပြစ်ခွင့်လွှတ်ဖို့အတွက်ဆိုရင်အပြည့်ရအခသေချင်းကိုသူ့ရဲ့ကိုစားအသေးခံပေးတဲ့သူရှိကိုရှိရမယ်အဲ့ဒါယေရှုခရစ်တော်ကအပြည့်ရှိသောလောကီလူသားများအတွက်လဝကတိုင်မှာအသေးခံမဲ့အကြောင်းကိုကြိုတင်ပြော့ လူတွေသိနိုင်ဖို့ပုံဖော်ပြသဖို့ယံယူဒလူမျိုးတွေကိုရစ်ပူဇော်ခိုင်းတာဖြစ်တယ်အပြစ်ဖြေသောရစ်အဖြစ်ပူဇော်တဲ့တရိတ်ဆန်ကဘာဖြစ်ရမလဲဆိုရင်အခါမလဲတဲ့တိုးတငယ်အပြစ်အနာအဆာလုံးဝမရှိတဲ့တိုးတငယ်ဖြစ်ရမယ်အဲ့ဒါဘယ်သူပုံဆောင်တာလဲယေရှုခရစ်တော်ပုံဆောင်တာဖြစ်တယ်ကဲအဗြဟံကိုပြန်ကြည့်ယုဒလူမျိုးတွေရဲ့ဖခင်အာဗြဟံကိုလည်းဖယားသခင်ကမင်းမှာရှိတဲ့တူတီတော်သားအိဇက်ကိုငါ့ကိုပူဇော်ပါ ပူဇော်ခိုင်းတယ်ဒါမဲ့တကယ်တမ်းကျတော့ဖခင်သခင်ကပူဇော်တော်ရစ်ကောင်အတွက်ဖခင်သခင်ကိုတော်တိုင်ကပဲပြင်ဆင်ပေးတယ်အဲ့ဒါဘာကိုပုံဆောင်တယ်လဲခမဲတော်ဖခင်သခင်ဒီအပြစ်ရှိတော်တင်နဲ့ကျွန်တော်အတွက်အပြစ်ဖြေတော်ရစ်အဖြစ်မိမိ၌တပါတီတော်သားတော်ကိုစေလွတ်တော်မူမဲ့အကြောင်းအာဗြဟံအဖြစ်ကြိုတင်ပြတော့မပြောထားဘူးလားပြောထားတယ်ယေရှုခရစ်တော်ဒီလောကမှာလူစားတရားဖြင့်ပရမအချိန်ကြွလာခြင်းသည်ဘာအတွက်လဲ အပြစ်ရှိသောသူတို့အတွက်လဝကတိုင်မှာအသေးခံမှုဖြစ်တယ်။မတဲခရင်ကျမ်းမှာဆိုရင်လဝကတိုင်မှာအသေးခံမယ်ဆိုပြောအတိအလင်းအဲ့ဒါမှာပြောပြထားတယ်။မိမိခံရမယ့်အရာတွေကိုလည်းပဲဒီမှာအခန်းငယ်34မှာသခင်ယေရှုကကြိုတင်ပြောပြောပြထားတယ်သူတို့ဒီလေလူသားအားပြည့်ရဲ့ပြုတ်ခြင်းရိုက်ပုတ်ခြင်းတတွေးနဲ့ထွေးခြင်းအသေးသက်ခြင်းကို ပြုတ်ကြလိမ့်မည်ကဲ့ချစ် မိမိခံရမဲ့ဒုက္ခဆင်းရဲခြင်းတွေကိုလည်းအကုန်လုံးကြိုတင်သိမြင်တယ်။တခင်ယေရှုကကြိုတင်ပြောထားတဲ့အတိုင်းအတူပေါ်မှာရောက်မလာဘူးလား။ရောက်လာတယ်။အပြစ်တစ်ဆင်းမှမရှိသောယေရှုခရစ်တော်ကအပြစ်ရှိသောသူတို့ရဲ့ငြင်းပန်းနှိပ်စက်ခြင်း၊ဟာတလုတ်ခြင်း၊တွွေထွေးခြင်းအမျိုးမျိုးသောငြင်းပန်းနှိပ်စက်ခြင်းကိုခံရတဲ့အခါမှာစကားတစ်ခွန်းနဲ့မှသူတို့ကိုပြန်ပြော့ရန်တုံ့ပြန်ခြင်း မရှိဘူးသူ့ကိုအနေအမျိုးမျိုးနဲ့ညင်ပန်းနှိပ်ဆက်တဒွေးထွေးမျက်နှာတော်ကိုလက်သေးနဲ့ထိုးရိုက်ပုတ်နေကြတဲ့သူလဝကတိုင်မှာအသေးတက်တဲ့သူကိုတောင်မှတခရေရှုဟာခမဲတော်ထံမှာသူတို့ရဲ့အပြစ်ကိုခွန်းလွတ်ပေးဖို့ရင်မေတ္တာနဲ့ဆုတောင်းပေးတယ်တခြားမေတ္တာရှင်ကိုကဘာဦးကနေဒီနေ့အထိရှာတွေ့နိုင်မလားလူတွေကမေတ္တာရှင်လို့ပြောတဲ့ဟာတွေကတော့အလကားပါ စစ်မှန်သောချစ်ချင်းမေတ္တာရှင်ကို သိချင်ရင်လဝကတိုင်မှာ အပြစ်ရှိသောတင့်အတွက်ရိုက်ထားခြင်းခံရသောယေရှုခရစ်တော်ကိုကြည်ပါလဝကတိုင်မှာ အသေးသက်ကြတယ်ဒါနဲ့အဆုံးသတ်သွားသလားဆုံးမသတ်ဘူးဒီမှာဝမ်းမြောက်စရာကောင်းတာကယေရှုခရစ်ကိုရော်တိုင်းကသုံးရမြောက်တော်နေ၌ခြားမြောက်လိမ့်နေဟူ၍မိမိကိုယ်၌ရောက်လက်တန်းတော်အမှုအရာတို့ကိုတပည့်တော်တို့အားမိန်တော်မူ၏ လဝကတိုင်မှာအပြစ်ရှိသောတင်နဲ့ကျွန်တော်အတွေ့ကျွန်တော်တို့ကိုယ်တိုင်မဆတ်နိုင်တဲ့အပြစ်ချွေးအလုံးကိုဆက်ပေးဖို့ရန် အပြစ်ရအခတေချင်းကိုဆက်ပေးခဲ့တယ်။၃မြောက်သောနေ့မှာတေချင်းကနေသူပြန်ထမြောက်မယ်လို့ကြိုတင်မိန့်တော်မူတဲ့အတိုင်းယေရှုခရစ်တော်သည်၃မြောက်သောနေ့မှာကိုယ်ခန္ဓာနဲ့ပြန်ပြော့ထမြောက်တယ်။တိကောအခိုင်း၅မှာဆိုရင်လူပေါင်း900ရောက်က သေခြင်းကနေကိုခန္ဓာနဲ့ထမြောက်တော်မူသောယေရှုခရစ်တော်ကိုသူတို့ကိုယ်တိုင်မျက်စိနဲ့မြင်ကြတယ်တပည့်တော်တို့ဆိုရင်သေခြင်းကနေထမြောက်တော်မူသောယေရှုခရစ်တော်နဲ့စကားပြောကြတယ်ယေရှုခရစ်တော်ကအနာဂတ်မှာဖြစ်ပျက်မဲ့အမှုအရာတွေကိုထပ်လောင်းပြတော်သူတို့ကိုပြောပြတယ်ပြောပြတော်မူပြီးမှတမန်တော်ဝုဒ္ဓအခိုင်း၁မှာဆိုရင် သေးချင်းကနေကိုခန္ဓာနဲ့ထမြောက်တော်မူသောယေရှုကိုကြည့်ရှုနေကြတဲ့အချိန်မှာကောင်းဝေနိုင်ငံတော်ခမဲတော်ထံကိုပြန်လဲပြောတကြွသွားတယ်။အဲ့ဒါမှာတခင်ယေရှုကတပည့်တော်တို့ကိုဘယ်လိုမှားထားတယ်လဲ။သင်တို့ဒီလောကီနိုင်ငံအယက်ယက်သူသွားပြောငါရဲ့အေးဝန်လေးတရားကိုလူမျိုးတကာတို့စီမှာဘာလို့လဲဟောပြောရမယ်။ယုံကြည်တော်သူတို့ကိုခမဲတော်တားတော်တန်ရှင်းတော်ဝိညာဉ်တော်ဤနာမ၌ဗတ္တဇံကိုပေးရမယ်။ငါပေးထားတဲ့ပြည့်ညတ်တော်အားလုံးကိုသူတို့နာခံဖို့ရန်ဆက်လက်ပြောမင်းတို့တုံသင်ရမယ်။ဆိုပြော့ ကောင်းဝင်နိုင်ငံတော်ကိုပြန်လည်တက်ကြွသွားတယ်ဒုတိယအကြိမ်ပြန်ကြွလာမယ့်အကြောင်းကိုလည်းကြိုတင်ပြတော့တပည့်တော်တို့ကိုပြောပြတယ်ဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာတော့ဘုံအတရေတော်နဲ့မိုးတိမ်ကိုစီးပြတော့ကြွလာမယ်ဘာအတွက်ကြွလာမလဲသူ့ကိုမယုံကြည်တော့သူအားလုံးကိုသူတို့ခံထိုက်တဲ့အပြစ်ဒဏ်အသီးသီးကိုခံစေဖို့ရန်တရားစီရင်ဖို့ကြွလာတော်မူဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေကအပြစ်စီရင်ခြင်းကိုခံရအောင်မလား ခံရမှာမဟုတ်တော့ဘာဖြစ်လို့လဲလက်ဝါးကတ်တိုင်မှာကျွန်တော်တို့ခံရမယ်အပြစ်တန်အားလုံးကိုယေရှုခရစ်တော်ကခံပေးပြီဒါကြောင့်အမှုပေးပြီလို့မိန်တော်ဘုရားအသက်တော်ကိုလွတ်လိုက်တာဖြစ်တယ်ယနေ့အတိုင်းအောင်ယေရှုခရစ်တော်သည်ခမဲတော်ဖခင်ရဲ့လက်ရာတော်ဘက်မှာထိုင်တော်မူဘုရားယုံကြည်သူတင်နဲ့ကျွန်တော်အတွဲအယူခံဝင်ပေးလျက်ရှိတယ်ပြောမှအခိုင်ရှစ်အငယ်34မှာယုံကြည်သူဖြစ်ရတာလောက်မင်္ဂလာရှိတဲ့သူရှိနိုင်အောင်မလားမရှိနိုင်တော့ဘူး အဲ့တော့ဒီနေ့ယေရှုခရစ်တော်ကိုသိရကတင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်လဝကတိုင်မှာယေရှုခရစ်အသေးခန္ဓာဟာအပြစ်ရှိသောသင်အတွက်လည်းပါတယ်။နောင်တနဲ့ယေရှုခရစ်တော်ကိုသိရကတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ဂတိတော်အတိုင်းသိရအပြစ်အလုံးကိုခွင့်လွှတ်တော်မူမှာဖြစ်တယ်။နောင်တဆိုတာဖယားခင်ပြည့်ရတော်ကိုချိုးဖောက်ပြော့တင်လုံနေချအပြစ်တွေကိုဆက်လုံနေမဲ့အစား ်သင်ကိုမကယ်တင်နိုင်တဲ့ပုံကိုယ်တွေအရာတွေရဲ့နောက်ကိုဆက်ပြီးတော့လိုက်နေမဲ့အစားသင်ကိုရွေးနှောက်ကယ်တင်ဖို့ရန်အပြစ်ရအခသေချင်းကိုလက်ဝါးကတိုင်မှာဆက်ပေးတော်မူပြီးတော့သင်ရဲ့နောက်ဘဝကိုအပြစ်အဝအာမခံတော်မူသောယေရှုခရစ်တော်တပါတီကိုသာကယ်တင်ရှင်တဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်မူယေရှုရဲ့နောက်တော်ကိုပဲကျွန်တော်ကျမလိုက်ပါတော့မယ်ဆိုတဲ့အစဉ်သင့်ရှင်းနေတဲ့စိတ်တဘောကိုစစ်မှန်သောနောင်တလို့ခေါ်တယ် စစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်တပါတိကိုသာတင့်ရဲ့ကတင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ရဲ့အပြစ်အလုံးကိုခွင့်လွတ်တော်မူမှာဖြစ်တယ်။ဒီဘုရားမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတက်ကိုပေးတော်မူမှာဖြစ်ပြီးတင်သေးတာနဲ့အိုနာတေချင်းကင်းတော်ကောင်းကင်နိုင်ငံတော်မှာ အစင်ထာဝရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်ပါကြောင်းတည်င်ကောင်းပါပါတယ်။အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ။